္ဂလာပါ11ရုပ်တန်ရဲ့ဇွန်လ24ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါရမယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အစ္စရေးကိုဒုံးကျည်များဖြင့်ပြစ်ခတ်ခဲ့ပြီးနောက်အပြစ်အခက်ရက်စဲရေးအီရန်နိုင်ငံကျင်ညာဆိုတဲ့နောက်ဆုံးအညနေခင်းသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါအပြင် AR မြင့်ရေးတက်ချိန်ရေးတိုက်စားကမ်းပါပြုံမှုကြောင့်ဟင်္ဒရာမျိုးနဲ့စစ်ကုန်းအုပ်စု ရေးတောင်အုပ်စုကြည့်နေချမ်းမြေနေရာဆုံးရှုံးမှုများရှိခဲ့ဆိုတဲ့တဲ့ အစ္စရေးနဲ့အီရန်ကြားတိုက်ခိုက်မှုရစဲရေးအတွက်သဘောတူညီမှုရပြီဖြစ်ကြောင်းထရန့်ပြောကြားဆိုတဲ့တွင်အီရန်အစ္စရေးအပြစ်ခတ်ရစဲဟုထရန့်ကြေညာပြီးနိုင်ပိုင်းကြားအစ္စရေးလူနေအဆောက်အုံတစ်ခုအီရန်ဒုံးကျည်ထိမှန်ဆိုတဲ့တွင်ခရစ်စတယ်ဘဲလီအသင်း PSV အသင်းမှအာဂျင်တီးနားကိုယ်တမဝေါ်တာဘယ်နီတက်စ်ကိုပြောင်းချေကြည့်အလုပ်ဖြစ်ခေါ်ယူဆိုတဲ့တွင်အဆရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ AR မြေရီတက်ချိန်ရေတိုက်စားကမ်းမပြုံမှုကြောင့်ဟင်္ဒရာမြို့နယ်စစ်ကုံးအုပ်စုရေလေတောင်အောက်စုရှိ နေအိမ်ချမ်းမြေနေရာများဆုံးရှုံးမှုရှိခဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ AR မြေရီတက်ချိန်ရေတိုက်စားကမ်းမပြုံမှုကြောင့်ဟင်္ဒရာမြို့နယ်စစ်ကုံးအုပ်စုရေလေတောင်အောက်စုမှာ နေအိမ်ချမ်းမြေနေရာဆုံးရှုံးမှုများရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အဆိုပါကမ်းပြုံမှုဖြစ်စဉ်ဟာလက်ရှိဇွန်လလဆန်းပိုင်းမှာမြင့်ရင်တစ်ချိန်မှာဖြစ်ပွားခဲ့တာဖြစ်တဲ့တော့ဒေသခံတွေထံကသိရပါတယ်။အခုလက်ရှိဇွန်လလဆန်းပိုင်းမှာ AR မြင့်ရင်တက်တဲ့ရေလဲသားအောက်စုဘက်မှာရေတက်ချိန်ပေတရာကျော်လောက်ကမ်းပြိုတယ်။ရေတက်ချိန်မတိုင်ခင်လပိုင်းလောက်မှာအင်ဂျီ30လောက်ကျွှေ့ထားလို့အခုဖြစ်စဉ်မှာလူတွေပေးကင်းသွားတာ။သူတို့ရဲ့အရင်အင်ချမ်းမြေနေရာတွေတော့ပါသွားတယ်။အခုရက်ထဲမှာတော့မြေရေပြောင်းကြနေတယ်။ရေကြချိန်မှာလည်းကမ်းပြိုတက်တာကြောင့်ထပ်ပြီးသတိထားစောင့်ကြည့်နေရပါတယ်လို့ဒေသခံတို့ကပြောပါရယ်။ အဆိုပါစစ်ကုန်းကြေးရွာအုပ်စုမှာကမ်းပြိုပြီးစိုးရိမ်ရတာကြောင့်ဒေသခံတွေစုပေါင်းပြီးကိုထုကိုထရေလွှင်းရေကပြုတ်လောက်ကာကွယ်ထားရကြောင်းလည်းသိရပါတယ်ကံပြိုကန်စာကာကွယ်နိုင်မှုဒေတာကန်တွေစုပေါင်းပြီးကိုထုကိုထရေလွဲရေကားတွေပြုတ်လောက်ကာကွယ်ထားရတယ်။ရေမတက်ခင်မေလာမှာကြိုတင်ကာကွယ်ထားကြတာဖြစ်ပါတယ်။အဲဒီဘက်သာထိခိုက်ရင်ရေလေတောင်၃ခုလုံး အင်ဂျင်900ဝန်းကျင်အတွက်အနည်းငယ်ရှိလာနိုင်ပါတယ်။အဲဒါကြောင့်ရွာသူရွာသားတွေလောအားနဲ့ဒေသနီဒေသဟန်ကျိုးပန်းကာကွယ်ထားကြတာပါ။ကျွမ်းကျင်သူတွေသာကိုငြိရင်ရွာသူရွာသားတွေဘက်ကထပ်ပြီးကာကွယ်နိုင်တာရှိရင်လည်းစနစ်တကျလှုံ့ဆော်လာနိုင်တာပေါ့လို့ရမီရဖတူကပြောပါရတယ်။အစိုးရဒေသမှာကမ်းပြိုကာကွယ်ရေးအတွက်ဌာနဆိုင်ရာတာဝန်ရှိသူတွေကျွမ်းကျင်သူတွေရဲ့လမ်းညွန်ကူညီပံ့ပိုးမှုတွေကိုဒေသခံတွေကမျှော်လင့်လျက်ရှိရလို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးနဲ့အီရန်ကြား တိုက်ခိုက်မှုရစဲရေးအတွက်သဘောတူညီမှုရပြီဖြစ်ကြောင်းထရန့်ပြောကြားဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးနဲ့အီရန်နိုင်ငံကြားအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူညီမှုရပြီဖြစ်တယ်လို့ယနေ့မြန်မာစံတော်ချိန်နဲ့အစောပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကသူ့ရဲ့ကြေညာချက်မှာအစ္စရေးနဲ့အီရန်အကြားတိုက်ခိုက်မှုရစဲရေးကို24နာရီအတွင်းအဆင့်လိုက်ပြုလုပ်သွားမယ်လို့ဆိုခဲ့ပါတယ်။ နိုင်ငံအကြားတိုက်ခိုက်မှုရည်စဲရေးအတွက်ပြည်ဝသဘောတူညီမှုရကြပြီဖြစ်ပြီးတိုက်ခိုက်မှုရည်စဲရေးကိုနှစ်နိုင်ငံဘက်ကမကြသောနိုင်ရဲ့ပိုင်းခြားအတွင်းမှာစတင်ကြလိမ့်မယ်လို့လည်းထရမ့်ကပြောကြားထားပါတယ်။ထရမ့်ကသူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းမှာလည်း post တင်ပြီးအစ္စရေးနဲ့အီရန်အကြားသဘောတူညီမှုရပြီဖြစ်ကြောင်း24နိုင်ရဲ့အတွင်းအစင်းလိုက်လှုံ့ဆော်ကြလိမ့်မှာဖြစ်ကြောင်းနဲ့စနစ်ရတာစစ်ပွဲကိုတရားဝင်အဆုံးသတ်ပြီးဆုံးမှုအဖြစ်မှတ်တမ်းတင်နိုင်မှာဖြစ်ကြောင်းတို့ကိုအတိပေးရေးသားခဲ့ပါတယ်။ 12နှစ်နာရီအတွင်းအီရန်ကအပြစ်ခတ်ရေးစေးကိုစတင်ပြီးနောက်12နှစ်နာရီမှာ အစ္စရေးကအပြစ်ခတ်ရေးစေးကိုစတင်လှုပ်ဆောင်ကြမှာဖြစ်ပါတယ်။24နှစ်နာရီပြည့်ချိန်မှာ12ရက်ကြာစစ်ပွဲရဲ့တရားဝင်အဆုံးသတ်ပြီးဒီအတွက်ကမ္ဘာတဝန်းကဂုဏ်ပြုကြရမယ်လို့လည်းထရမ့်ကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အီရန်အစ္စရေးအပြစ်ခတ်ရက်မီဟုထရန့်ကြေညာပြီးနိုင်ပိုင်းကြာအစ္စရေးလူနေအဆောက်အအုံတစ်ခုအီရန်ဒုံးကျည်ထိမှန်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ ီရန်အစ္စရေးအပြစ်ခတ်ရစဲဖို့သဘောတူညီမှုရပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာခဲ့ပြီးနိုင်ပိုင်းကြာဇွန်လ24ရက်မနက်ပိုင်းမှာအစ္စရေးတောင်ပိုင်းအာရှီဘာမြို့မှာရှိတဲ့လူနေအဆောက်အုံတစ်ခုအီရန်ဒုံးကျည်ထိမှန်ခဲ့က3ဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့တယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ် အဆောင်အုံအပြည့်စည်တွေအောက်မှာပိတ်မိနေသူတွေလည်းရှိတဲ့အတွက်ရှာဖွေမှုတွေဆက်လက်ပြုလုပ်နေပါတယ်။အီရန်ဘက်ကနေဒုံးကျည်တွေဒရက်ဆက်ပြင်းလွှတ်လိုက်မှုကြောင့်အစ္စရေးမြောက်ပိုင်းတောင်ပိုင်းနဲ့အလဲပိုင်းတို့မှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးတဲ့အတွက်ထွက်ပေါ်လာခဲ့ပါတယ်။ ကနဦးပြစ်လိုက်တဲ့ဒုံးကျည်20ကိုအစ္စရေးကကြားဖြတ်တားနိုင်ခဲ့တယ်လို့ဆိုပြီးနောက်ဆက်တွဲပြစ်လွှတ်လိုက်တဲ့ဒုံးကျည်40နဲ့ကဒဇင်ကဘေယာရှိပါမြို့မှာရှိတဲ့အဆောက်အုံကိုတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။အခုတိုက်ခိုက်မှုမဖြစ်မီနိုင်ပိုင်းအလိုမှာပဲဒေါ်နယ်ထရမ့်ကအစ္စရေးနဲ့အီရန်တို့24နာရီအတွင်းအပြစ်ခတ်ရဲစေးကိုအောက်ထည့်ဖော်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အီရန်နိုင်ငံသားကြီးဝင်ကြီးဆေယစ်အာဘတ်အရာချီကအခုထိတော့အပြစ်ခတ်ရက်ဖို့စစ်စင်ရေးတွေရက်ဖို့သဘောတူထားတာမရှိပါဘူး။ဒါပေမဲ့အီရန်ဒေသစံတော်ချိန်ဇွန်24ရက်မနက်၄ ၄နိုင်နောက်ဆုံးထားပြီးတိုက်ခိုက်တာတွေကိုအစ္စရေးကရက်ရင်အီရန်ဘက်ကလည်းဆက်တိုက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့အစ်လိုမိုကွန်ရက်ကနေတဆင့်ပြောကြားလိုက်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးကိုဒုံးကျည်များဖြင့်ပြစ်ခတ်ခဲ့ပြီးနောက်အပြစ်ရဲ့ရစဲကြောင့်အီရန်နိုင်ငံကျင်ညာဆိုတဲ့တင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးကိုအခုနောက်ဆုံးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးနောက်အပြစ်အခက်ရိုက်ရှာလိုက်ပြီးဖြစ်ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာ SNN ကကျင်ညာသွားပါတယ်။အစ္စရေးကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့တာဟာ အပြစ်ခတ်ရစဲရေးစတင်အသက်မဝင်မီပြစ်ခတ်ခဲ့တာဖြစ်ကြောင်းလည်းနိုင်ငံပါရုပ်တံကရှင်းလင်းချက်ပေးခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ကလည်း၎င်းပိုင် True Social လူမှုကွန်ရက်မှာ အပြစ်ခတ်ရစဲရေးစတင်ပါပြီ ကျေးဇူးပြုပြီးနှစ်နိုင်ငံစလုံးကမချိုးဖောက်ကြပါနဲ့လို့ရေးတင်လိုက်ပြီးဖြစ်ပါတယ်။အပြင်းရယ်ဆွေးရေးစပြီးလို့အစ္စရေးအစိုးရကတရားဝင်မကြေညာသေးပေမဲ့အစ္စရေးသတင်းဌာနတွေဖြစ်တဲ့ Channel 2နဲ့ Ynet တို့ကတော့အခုလိုဖော်ပြနေပြီဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးအပြစ်ခတ်ရယ်ဆွေးဖို့သဘောတူညီမှုရပြီလို့အမေရိကန်သမ္မတ Donald Trump ကကြေညာလိုက်ပြီးနိုင်ပိုင်းအကြမှာစွန်24ရက်မနက်ပိုင်းကအစ္စရေးတောင်ပိုင်းဖယားရှိပါမြို့မှာရှိတဲ့လူနေအဆောက်အုံတစ်ခုအီရန်ဒုံးကျည်ထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာလေဦးသေဆုံးပြီး22ဦးဒဏ်ရာရခဲ့တယ်လို့ ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရယ်။အီရန်နိုင်ငံအနောက်မြောက်ပိုင်းမှာလည်းအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအဆောက်အုံတွေထိမှန်ခဲ့ပြီးကိုဦးသိန်းဆောင်ကလူသားစင်နဲ့ချီထရန်ရခဲ့ပါရယ်။နောက်ဆုံးအခါတိုင်းဒီပုံတွေနဲ့ Crystal Palace အသင်း PSV အသင်းမှာ Argentina ကိုယ်စားမား Walter Benitez ကိုပြောင်းရွှေ့ရေးအလွတ်ဖြင့်ခေါ်ယူဆွဲခြင်းကိုတင်ဆက်ပေးပါမယ်။ Crystal Palace အသင်းဟာ PSV အသင်းမှာ Argentina ကိုယ်စားမား ဝေါ်တာဘင်နီတက်စ်ကို ပြောင်းရွှေ့ရေးအလွတ်နဲ့ခေါ်ယူခဲ့ပါတယ်။32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘင်နီတက်စ်ဟာ PSV အသင်းနဲ့စာချုပ်သက်တမ်းပြည့်မဲ့ဇွန်လတရက်မှာ Palace အသင်းထံတင်ဝင်ပြောင်းရွှေ့မှာဖြစ်ပါတယ်။သူဟာ Dutch League Champion ဖြစ်ခဲ့တဲ့ပြီးခဲ့တဲ့ရာသီမှာပွဲတိုင်းကစားခဲ့ပြီး Champion League 12ပွဲမှာလည်း12ပွဲကစားခွင့်ရခဲ့ပါတယ်။ Argentina လေရွေးစဉ်အသင်းအတွက်တပွဲသာကစားထားရပြီး2024ခုနှစ်မတ်လကကိုစားပြုခဲ့တာဖြစ်ပါတယ်။11ရုပ်တံရဲ့ဇွန်လ24ရက်နေ့ ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တိရှိနားဆင်ပေးကြရတဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။